အငဲရာတော့အမျိုးမျိုးပေါ့လက်ရှိကိုခင်မင်းတဲ့ပုံကိုယ်တွေကိုစွန့်ခွာသွားရမှာတခုကိုမြတ်နိုးတဲ့ပစ္စည်းဥစ္စာတွေကိုစွန့်ထားကြရမှာလဲဒါအငဲစရာတခုပေါ့နော်အဲ့တော့ကိုခင်မင်းတဲ့ပုံကိုယ်တွေတို့ကိုမြတ်နိုးတဲ့ပစ္စည်းတွေတို့ဆိုတာကို့အတွက်အားကိုးရဟုတ်ကဲ့လားမဟုတ်ဘူးကို့ရဲ့ယင်တဲ့နှလုံးထဲမှာဖြစ်တဲ့ဖျားပေါ်မှာ နှစ်နှစ်ကာကကြီးညိုတဲ့သရတရား ပညာနဲ့ကြီးညိုတဲ့တရားတရားတွေသာနဲ့ကိုယ့်အတွက်အာကိုရအစစ်ဖြစ်တယ်။အာကိုလိုက်ပါတဲ့အဲ့ဒါအာကိုထားပြီးဘာမှမပူနဲ့မင်းမှဟောဖះကိုကြီးညိုတဲ့တရားစိတ်တွေပညာနဲ့သိတဲ့တရားစိတ်တွေရှိနေတယ်။အဲ့ဒါကြောင့်မို့လို့စိတ်အေးလက်အေးနေဘာမှမပူနဲ့တေသွားဒီတဲ့ကောင်းတဲ့ဘဝရောက်မယ်။ဒီလိုအာမပေးတတ်ဘူးလား။ဟောတကယ်အာကိုတဲ့အတိုင်းရောမဖြစ်ဘူးလားလို့ဆိုဖြစ်တယ်။ တကယ်အားကိုးတဲ့အတိုင်းဖြစ်တယ်ဟုတ်ကဲ့ဒါတစ်ချက်နော်နောက်တစ်ခုကဓမ္မေအဝိဇ္ဇပတာရိဏသမဏဂတောတဲ့ဘာမှအားမငယ်နဲ့မိမဓမ္မအပေါ်မှာယုံကြည်တဲ့အတိညာတက်ဝင်တဲ့တရားတရားတွေရှိတယ်ဓမ္မကိုနှစ်နှစ်ကကယုံကြည်တယ်မြတ်စွာဘုရားဟောတဲ့တရားစီဘယ်တော့မှလွဲမှားတာမရှိဘူးတဲ့ဒါဓမ္မရဲ့ခုံတစ်ခုပဲဟုတ်ကဲ့ သွားခါတော့မြတ်စွာဘုရားအကျိုးနဲ့အကြောင်းနဲ့စီရီယောဟောထားသည့်အတွက်ကြောင့်လွယ်လွယ်ချော်ချော်တခုမှမရှိဘူးတန်တိဋ္ဌိကောကိုယ်တိုင်ကျင့်ကိုယ်တိုင်သိနိုင်တဲ့တရားဖြစ်တယ်အကာလီကောအခုကျင့်အခုရတဲ့တရားမျိုးဖြစ်တယ်အေဟိပတိကောကိုယ့်ရဲ့မိษွေသင်္ခါးတွေလာပြီးတော့လှုပ်ကြည့်စမ်းပါလို့ဖိတ်ခေါ်လိုက်တဲ့တရားမျိုးဖြစ်တယ်ဩပနိကအခုပဲစိတ်ထဲမှာနှလုံးသွင်းအခုပဲစိတ်ချမ်းသာသွားစေနိုင်တယ်ဟောပိစ္ဆတံဝေရိတဘောဝิญညုဟိ ူတော်ကောင်းတွေဟာကိုအတီးအတီးကိုချင်းကိုခံစားရတယ်တဲ့ဟောဖရာရဲ့တရားတော်တွေရဲ့ခုံကြီးတွေကိုဒီလိုနှစ်နှစ်ကကသိပြီးတော့ယုံကြည်တဲ့သရာတရားဟာစိတ်ဓာတ်ကလေးကိုဖြူစင်စေတယ်အဲ့ဒီဖြူစင်တဲ့စိတ်ဓာတ်ကလေးကခန္ဓာကိုယ်ကြီးရဲ့ဘယ်နေရာကမကောင်းကောင်းသူကကောင်းတဲ့ကုန်ကိုဆောင်သွားမှာပဲဟုတ်ကဲ့အဲ့ဒါကြောင့်မို့လို့အားငယ်စရာပါရှိဘာမှမရှိဘူး ထို့တူပဲအရိယာတန်ဃာတွေကိုကြည့်လိုက်သုပ္ပတိပန္နဖရာဟောတဲ့အတိုင်းမှန်မှန်ကန်ကန်ကျင့်နေကြတယ်ဥသုပ္ပတိပန္နဖြောင်းဖြောင်းမတ်မတ်ကျင့်ကြတယ်ညာယပတိပန္နလမ်းစဉ်မှန်မှန်ကျင့်တယ်သာမိစိပတိပန္နနော်ဘယ်တော့မှလွယ်လွယ်မှားမှားမကြည့်ပဲနဲ့မှန်မှန်ကန်ကန်ကျင့်တယ်ဆိုရင်ဟောအကျင့်မှန်ကန်မှုအကျင့်မှန်ကန်မှုတွေကိုကျင့်ထားတဲ့အတွက်ကြောင့်အာဟုနေယအဝေးကယူလာတဲ့ပစ္စည်းတွေလှူဒန်းပြီးတော့ကုသိုလ်ရိုက်တယ်ပါဟုနေယဧည့်သည်တွေအတွက် စပယ်ရှယ်ထားတဲ့ပစ္စည်းဥစ္စာတွေနဲ့ပူဇော်တိုက်တယ်ဟောဒက္ခိနေယအဇလီကရဏီယလက်အုပ်ချီတိုက်တယ်အနုတ္တရံဘုံညခေတံလောကသာလောကရဲ့ကုသကောင်းမှုလှုပ်ဆရာလဲမြေတာလို့ဖြစ်တယ်ကုသပင်ပြိုးခြင်းရင်တန်ခါမှာပဲပြိုးရတယ်ဒီလိုပြောတာနော်အဲ့ဒါလို့အာဟုဇေယတန်ခါပေါ်မှာနှစ်နှစ်ကာကဒီလိုယုံကြည်တဲ့သရတရားဖြစ်ကိုနှစ်စဉ်နှစ်တိုင်းဒီမှာဝိနိသဗျာမွဲကြီးကျင်းပနေတယ် ။အော်ဝိနည်းပြန်ဆိုးနေကြတဲ့တန်ခါတွေလူမဲ့တမ်းမဲ့လက်အုပ်လေးတစ်ချိန်ခြိလိုက်မယ်။ကြော်ရည်လေးတစ်ခွက်တိုက်မယ်။ရေလေးတစ်ခွက်တိုက်မယ်ဟော။မရဘူးလားကုသိုလ်တွေ။အများကြီးရနော်။အဲ့ဒီတန်ခါကိုချီညိုတဲ့တန်ခေအဝိဆပတာဒါဆိုတဲ့ပညာနဲ့သရတရားတွေဟာပညာရှိရှိနဲ့ယုံကြည်တဲ့သရတရားတွေဟာကိုယ်ရင်နဲ့နှလုံးထဲမှာရှိနေလို့ဘာမှမပူနဲ့